တောင်ပန်းများကျိုးပြတ်ခြင်း၃သိန်းပိုင်အရောင်နေဆုံးရင်းစွာနေမလေးဒီအိမ်မှာတခဏလေးတောင်မှဆက်ပြီးမနေနိုင်တော့ပါဘူး။ကျမအဝတ်အစားတွေထည့်နေချိန်လူမော်နဲ့လူစော်ကဘေးနားမှာလာထိုင်ကြည့်ပြီးတော့ အန်ဒီဘယ်သွားမလို့လဲကျမဘာမှပြတ်မဖြေပဲကိုစောင်းမောင်စီဖုန်းဆက်လိုက်တယ်ကျမအရေးကြီးကိစ္စရှိလို့ရန်ကုန်ကိုပြန်မဖြစ်မယ်ကလေးတွေကိုဒေါ်စိန်ငွေကိုကြိခိုင်ထားလိုက်မယ်လေမဖြစ်ဘူးလေကွာမင်းမရှိရင်ဘလို့ထိမ့်သိမ့်နိုင်ပါမလဲမတော်ပါနဲ့ဦးအကိုပြန်လာမှပြောကြတာပေါ့နော်ဒါဆိုကျမမေးရဖြေဆီယမလေးပြေကဘယ်ရောက်ရောက်သွားရလဲသူဘာဖြစ်သွားရလဲကိုစောင်းမောင်ဘက်ကအတန်တိတ်သွားတယ်ခဏကြာတော့မှလေတံခတ်ဆက်ဆက်နဲ့ ဆီယမလေပြေကပြန်သွားတာလေဘာဖြစ်ရမှာလဲ तू ကအတော်ရိုင်းနဲ့ဆီယမမပြောမစုံနဲ့ပြန်သွားတာအိမ်ကရှေးဟောင်းပစ္စည်းတခုတော့ခိုးသွားသေးတာဘလို့ကဲမေးမေးစရာမရှိဘူးဆိုရင်လည်းအကုန်ဖုံးချလိုက်တော့မယ်ကုဆုံးမဖုံးချသွားပြီးရင်တော့ကျမမမိကုံပေါင်းများစွာနဲ့ငိုင်းကြံနေခဲ့ပြန်တယ်ဒီမှာဘာတွေဖြစ်ခဲ့ကြတာလဲဆိုတာနားမလည်နိုင်တော့ဘူးဆီယမလေပြေကိုတကယ်ပဲအကုဆုံးမကတပ်ပစ်ခဲ့တာလား ျမအဝတ်အစားတွေအိတ်ထဲကပြန်ထုတ်ပြီးထမင်းချက်ဖို့အောက်ထပ်ပြန်ဆင်းလာလိုက်တယ်။မိဖို့ကြောင့်လည်းမဒူရိတ်တစ်ခုတွေ့လိုက်ရတာကြောင့်ဗီဒိုဘော်ကတူကိုယူပြီးကျမတလန်းချင်းဝင်သွားတယ်။ကလေးတွေကိုထားပြီးမင်းပါလုပ်နေရလဲ။ကျမကိုလှဲ့မကြည့်ပဲပြောလာတဲ့နန်းကလေးရစကားကြောင့်ကျမလက်ထဲကတူကိုခါးနောက်ပြစ်ပြီးဖွက်လိုက်တယ်။ကျမမိဘူးတိုက်နေရပါ။ อ๋อဒီနေ့တော့မင်းနဲ့အတူနေ့လေစာစားမလို့လေကလေးတွေကလည်းငါချက်တာစားကျင်နေဆိုလို့ဩကျမကိုနန်းကလေးက ပြုံးပြီးကြည်နေတယ်ကျမမျက်နှာနားကိုကတ်လာပြီးတွတ်တုတ်ကပ်ပြောလာတယ်ငါလာသွားတာစောမောင်တိလို့မဖြစ်ဘူးနော်တဲ့နန်းကလေးက ကျမနဲ့အတူ ကလေးနှစ်ယောက်ပါခေါ်ပြီးထမင်းစားခိုင်းနေသူ့ရဲ့ဟန်အမူအရာကအထက်တန်းကြလွန်နေတယ် ပြောဟန်ဆူဟန်ကလည်းချို့တလဲခါတလဲပဲသူ့သားတွေကိုတော့အတော်ကယူဆိုင်ပါရဲ့ဒါပေမဲ့ကျမသူ့ရှေ့ဘလို့မှထမင်းစားမဝင်ဘူးဖြစ်နေတယ်သူနဲ့အတူထမင်းစားတာကဒီကဲကိုဆိတ်ရှုပ်ဖို့ကောင်းပြီးမွန်းကြက်ရတယ်ကျမကိုထားခွင့်ပြုဖို့ခွင့်တောင်းပြီးထမင်းဝိုင်းကထထွက်လာလိုက်တယ်ခဏကြာတော့ကလေးတွေကိုနှုတ်ဆက်ပြီးသူ့ပြန်သွားတယ်ကျမခြံထဲမှာကစားနေတဲ့လူမော်လေးကိုခေါ်ပြီးတော့မေးလိုက်တယ်တာမမေအိမ်ဝင်လာတာတာဖေဖေတိလား လူမော်ကပြုံးပြီးပြန်ဖြေတယ်။တိမမေအသက်ခံရမှာပေါ့ဗျ။ဆိုပြီး channel ပြေးဆင်းသွားတယ်။ကျမလူမော်လေးနောက်ကိုပြေးလိုက်ပြီးထပ်မေးလိုက်တယ်။ဒါနဲ့တားတို့ဆရာမမရောက်လာခင်ရော။အခြားဘသူရောက်လာသေးလဲ။မမေရဲ့ညီမတီလေးလာနေတော့ ਆ လေ။ကျမဘာမှဆက်မမေးတော့ပဲကလေးကိုဆော့ပါစေဆိုပြီးလှုပ်ပေးလိုက်တယ်။ကျမအဲ့ဒီမင်းကလေးကိုတော့ကိုစောမောင်စီကကြားဖူးသေးတယ်။နန်းကလေးရဲ့ညီမ နန်းမူရကသူ့အမဆုံးပြီးရဲ့နောက်ကလေးတွေကိုစောင့်ရှောက်ပေးဖို့အိမ်ကြီးမှာနေသွားဘူးတယ်လို့ပြောဘူးတယ်။ဒါပေမဲ့ကျမရောက်လာလို့ပြန်သွားပြီပဲထင်ခဲ့တာ။နန်းကလေးကပြောပုံရဆိုရင်နန်းမူရလည်းတည်သွားခဲ့ပြီလား။ကျမဆ iam မလီပြည်ရဲ့ဒါယာကြီးစာအုပ်ထဲကဖုန်းနံပါတ်တစ်ခုကိုရှာတွေ့ခဲ့တယ်။ဘသူဖုန်းနံပါတ်မှန်းတော့မရေးထားပေမဲ့ဆက်ကြည့်လိုက်ရင်တော့တခုခုကိုသိရမှထင်တယ်။ကျမ ဖုန်းတန်ဆုံးမှာအမျိုးသမီးတယောက်အတန်ကြားလိုက်ရတယ်။စုံစမ်းမေးမြန်းကြည့်တော့ဆီယမရဲ့တငယ်ချင်းဖြစ်နေတယ်။ဆီယမလေပြင်းနဲ့အဆက်အသွယ်မရကြောင်းနောက်ဆုံးအဆက်အသွယ်ရခဲ့တော့ကအိမ်ပြန်မလာနိုင်တော့ဘူးဆိုတဲ့စကားပဲကြားခဲ့ရကြောင်းကျမကဝမ်းနည်းစွာငိုယိုပြောပြတယ်။ကျမလည်းကျမရောက်နေတဲ့အခြေအနေအားလုံးနဲ့ဆီယမလေပြင်းပြောက်သွားတဲ့ကိစ္စတွေကိုပြောပြလိုက်တော့တယ်။ဒါကကျမအတွက်အသက်ကယ်ဆေးလေးဖြစ်နေတာပဲလေ။အတီးကဒီအိမ်ကနေလွတ်မြောက်နိုင်ဖို့ပဲ။ ကျမမျက်နှာကိုရုတ်တရက်ပဝါနဲ့အုပ်ခံလိုက်ရတယ်။အဲ့နောက်ဘာတွေဖြစ်သွားလဲဆိုတာကျမမသိတော့ဘူး။စကားသံတွေကြားတော့မှကျမတတိဝင်လာတယ်။ကျမမျက်လုံးတစ်ချက်ဖွင့်ကြည့်လိုက်တယ်။ကျမစတိုဂန်နဲ့ကိုရောက်နေရပဲ။အခန်းကအရင်နေ့တွေကထက်ပိုမောင်နေတယ်လို့ခံစားရတယ်။ကျမတကူလုံးလှုပ်မရအောင်ခုံမကျိုးနဲ့ဒုက္ခထားရတယ်။ လက်တွေကိုနောက်ပြစ်ထုတ်ထားတာမို့ဘလို့မှယုံလို့မရဘူး။ကျမမျက်လုံးကိုပြန်မိတ်ပြီးစကားတန်တွေကိုနားဆွင့်နေလိုက်တယ်။နန်း။နန်းမင်းမသိဘူးပဲ။ဘာလို့ပုံနေရလဲကွာ။ကိုယူသွားပြီထင်နေတာ။နန်းမရှိတော့ကိုယူတော့မလို့ဒီဖြစ်ခဲ့တာ။ရှင်ကကျမကိုလည်းတတ်ပြီ။နန်းမူရာကိုလည်းတတ်ခဲ့သေးရလိ။အဲ့တော့ကျမလည်းရှင်ကိုပြန်တတ်ရမှာကျင်နဲ့မှာ။ဒုံးဆိုတဲ့အတန်ကိုကြားလိုက်ရတယ်။ ကျမလန့်ပြီးမျက်လုံးဖွင့်ကြည့်လိုက်တယ်။အခန်းထောင်တနေရာမှာကိုစောမအောင်ကျိုးထုတ်ထားတဲ့ကလထိုင်ကကျမ်းပြင်ပေါ်ဘေးဆောင်လဲကျသွားတယ်။နန်းကလေးရကတစ်သားတို့ကိုကင်ပြီးပြုံးကြည့်နေတာ။တစ်သားပတင်းပေါက်လေးကိုဖြတ်လာတဲ့နေအလင်းရောင်ခမမင်ကသူ့မျက်နှာပေါ်ထိုးကျနေတယ်။သူ့မျက်လုံးတွေကတောက်ဖို့ကောင်းလောက်အောင်မိတော့တွေလိုတဝင်းဝင်းတောက်လာပြီးအငွေ့ပြန်နေရဲ့။ကိုစောမအောင်သတိမေ့သွားပြီနဲ့တူတယ်။ကျမခုံကနေရုံးတဲ့အတန်ကို နန်းကလေးကကြားသွားတာကြောင့်ကျမနားကိုတလန်းချင်းလျှောက်လာပြီးလင်ခိုးမကျမကိုအဲ့လိုပြောလို့ကျမလည်းဒေါသထွက်ထွက်နဲ့သူ့ကိုပြန်អော်လိုက်တယ်နေရတာယူနေတာနေရောကိုဆုံးမပေါ်မှာကောင်းခဲ့လို့လားသူကကျမပါကိုဖြန်းကနေရိုက်ချလိုက်တယ်ကျမပါတပြင်းလုံးပူရှိန်ပြီးလဲထွက်သွားတယ်ကျမလည်းဒေါသကိုမြို့သိပ်ပြီးဒီကနေဘလို့ထွက်ပြေးရမလဲဆိုရဲနီလန်းကိုရှာဖို့တွေးနေမိတယ် ်။နန်းကလေးကအခန်းထဲကပြတ်ထွက်သွားပြီးရဲ့နောက်စတိုကန်ကိုတောက်ခတ်ပြီးတော့ပိတ်သွားတယ်။